ာရှိရဲ့ဝန်ထမ်းတွေထွက်သွားမယ်ဆိုရင်ဖျဲသီးနေပဲကြံခဲ့မှာနော်သိလားဖျဲသီးကတော့ဘယ်တော့မှထွက်မှာမဟုတ်သူတို့ကဒီလောက်လုပ်နေပြီပတ်စံအချိန်မျိုးဖန်လို့ရနေတာသတင်းတွေရောင်းစားပြီးအချိန်မျိုးပတ်စံဖန်လို့ရနေတာဘာလို့ထွက်မှာလဲသူတို့ရှင်းရှင်းလေးသတင်းတွေမရောင်းစားတဲ့သူမဖန်တဲ့သူတစ္ဆာရှိရဲ့သူတွေကြတော့ကိုဘွားရက်တီကိုခက်ခဲလာတဲ့အခါကျနောက်ထပ်ရွေးချယ်ရတဲ့ခုကိုစဉ်းစားရမှာပဲရှင်လူဆိုတာသမုတ်တရားဝန်းတထွာပါသိလားသမုတ်တရားကလေအကျဲကြီးနော်ဒါပေမဲ့ကျမတို့ဝန်းကတထွာပဲရှိတယ်ဒါပေမဲ့အဲ့သမုတ်တရားကြီးလောက်ကိုကျမတို့ဖြည့်နေရတဲ့နေသားတွေရှိရဲ့ရှင့် ဒါကြောင့်တစ္ဆာရှိဝန်ထမ်းတွေဒုက္ခရောက်နေတဲ့အတွက်ဒုက္ခရောက်နိုင်ရှိကိုများနေတဲ့အတွက်နိုင်ငံတော်ကဒီဝန်ထမ်းတွေအပေါ်မှာပုံမှန် view စိုက်ခွေလုပ်တဲ့လို့ထင်ပါရှင့်။အဲကြောင့်လဲဆိုတော့ဒီရက်ပိုင်းမှာတင်ကိုကျမတို့စီအစိုးရဝန်ထမ်းတွေကနေပြီးတော့ညှိထွားမှုတွေအများကြီးရောက်ရှိလာပါရှင့်။ဘယ်အစိုးရဝန်ထမ်းတွေစီကနေရောက်လာတာလဲဆိုတော့တစ္ဆာရှိတဲ့သူတွေစီကနေရောက်လာတာရှင့်။တစ္ဆာမရှိတဲ့သူတွေကအစ်စေးပဲအစ်စေးပဲဒီလားတစ္ဆာရှိတဲ့သူတွေကဒုက္ခရောက်နေတာရှင့်။ဒီတော့ကျမတို့ကသူတို့ရဲ့တစ္ဆာတရားကိုလေးစားတော့အဖြစ် နိုင်ငံတော်ပေါ်တည်ဆာရှိပြီးတဲ့ကုဌာနပေါ်တည်ဆာရှိပြီးတဲ့သူတွေကိုငဲ့ညာတော့အဖြစ်လေးစားကုန်ပြုတော့အဖြစ်ဒီလူတွေကိုကျမတို့ကအထူးတလဲစောက်ရှောက်တဲ့နေလို့ထင်ပါရဲ့အဲ့လိုစောက်ရှောက်မှုတွေမရှိဘူးဆိုရင်တည်ဆာရှိတဲ့သူတွေအလုတ်ထွက်သွားပြီးတော့တည်ဆာမရှိတဲ့သူတွေဒါကြံခဲ့တဲ့အစိုးရဌာနထုတ်ဟာချစားပြီးတော့ဆွမ်းဆောင်ကြဆင်းပြူလဲမှာဖြစ်ပါရဲ့ဒါလေးကတော့ကျမအနေနဲ့ပြောပြတဲ့နေထင်တဲ့အတွက်ပြောပြပေးတာဖြစ်ပါရဲ့ကျမနိုင်ငံမှာဒုက္ခရောက်တာကျင်တော့တူတူပါပဲရှင်တူတူပါပဲဒါပေမဲ့လက်ထက်မှာငွေရှိတဲ့သူကခံစားရတယ်လေ မြေတုပ်ပဲဆိုစေကမူအခြားရွေးချယ်ရာရှိရဲ့အတွက်တို့အနေနဲ့နည်းနည်းချူသားချောင်းသာရှိရဲ့ပေါ့နော်အစိုးရဝန်ထမ်းလာစားလွဲလို့ရှင်အပေါ်ဝင်ဝင်မရှိရတဲ့တွေကအခုချိန်မှာအရန်ဒုက္ခရောက်ပါရဲ့ရှင်နိုင်ငံတော်ကဒါလေးသိဖို့လိုပါတယ်နိုင်ငံဝန်ထမ်းတွေအပေါ်မှာပြန်လည်ပြီးတော့အထူးတက်လဲစောင့်ရှောက်ဖို့လိုပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့သတင်းသုံးသပ်ချက်လေးအနေနဲ့တင်ပြပေးလိုက်ရပါရဲ့ရှင်ကျွန်မသတင်း